မင်္ဂလာပါရှင်ကျမတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းအကြောင်းအရာကတော့အထူးမိုးလေဝသသတင်းကိုဖော်ပြပေးပါမယ်2025ခုနှစ်ဇွန်လ10ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်ညနေ6:00ချိန်ထုတ်ပြန်ကြမှာတော့ဒီနေ့မြန်မာစံတော်ချိန်ညနေ4:00ခွဲချိန်တိုက်ထွားချက်တွေရ ကပလီပင်လေပင်နဲ့ပင်လားပင်လေအော်ရောမှာမုတ်တုံလေးအားကောင်းရာကနဲ့အားလုံးကောင်းနေတာကြောင့်လည်းအရှိဘက်ကရွေရှားလာတဲ့လေဝင်လိုင်းတွေရဲ့အရှင်ကြောင့်လည်းဒီနေ့ညနေကနေ15ရက်6လ2025အတွင်းမှာတော့နေပြီးတော့ရောင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအီအိုတိုင်းဒေသကြီးသရဲနိုင်တိုင်းဒေသကြီးကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာတော့နေရာဆိတ်ဆိတ်ကနေနေရာအနှံ့ပြားမုတ်တေချုံရွာသွန်းပြီးတော့တချို့ဒေသတွေမှာ ဒေတာအနိုင်နဲ့နေရာကွက်ပြီးမူကြည့်ပါမယ်။ အကြံပြုချက်အနေနဲ့ကတော့မိုးသည်ထန်စွာရွာသွန်းတာတွေနဲ့အတူတူလေပင်တွေတိုက်ခတ်တာမိုးထစ်ကြုံတာမိုးကြိုးပြစ်တာလျှက်စလက်တာမိုးသည်ကျွေတာလျှက်ပြက်ရေကြီးတာနဲ့မြေပြိုတာစတဲ့သဘာဝဘေးရန်တွေဖြစ်ပေါ်နိုင်တဲ့အတွက်အစိုးရဒေသမှာရှိတဲ့ကုန်းမြစ်ဒေသအနေမှာနေထိုင်ကြတဲ့သူတွေအနေနဲ့မြေပြိုမှုအန္တရာယ်မြင့်ငယ်ချောင်းငယ်နေမှာနေထိုင်ကြတဲ့သူတွေအနေနဲ့ရေကြီးရေရှမ်းမှုတွေကိုကြိုတင်သတိပြုရှောင်ရှားဖို့နဲ့ပြည်တွင်းရေကြောင်းဒေါ်လာရင်းနဲ့နေကြောင်းပြန်တိုင်းအနေနဲ့လည်းကြိုတင်သတိပြုနိုင်ဖို့အသိပေးနှိုးဆော်လာတာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်းမိုးကြီးမဲ့သတိပေးချက်6ခါခွေးက2025ကိုထုတ်ပြန်ပေးပါမယ်။ဒီနေ့မြန်မာစံတော်ချိန်9နိုင်ခွဲချိန်နောက်ဆုံးရရှိတဲ့အချက်လက်တွေရအနောက်တောင်ဘုတ်တုံလေးဟာအားကောင်းရကနေအားလုံးခေါင်းနိုင်လာကြ 9ရက်6လ2025ရက်နေ့ကနေ20ရက်6လ2025နေ့အတွင်းမှာတော့နေပြည်တော် Skyline ဒေသကြီး၊မန္လေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊အေရဝတီဒေသကြီး၊ရောင်တိုင်းဒေသကြီး၊ပြည်နယ်တိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ်၊ကယားပြည်နယ်၊ပင်ကြီးပြည်နယ်နဲ့မွန်ပြည်နယ်မှာနေရာစစ်စစ်ကနေနေရာအနှံ့ပြမိုးထစ်ကြုံရွာသွန်းပြီးတော့နေရာကွက်ပြီးမိုးသည်ထန်တာဒေသအနိုင်မိုးကြီးတာနဲ့မိုးသက်လေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်နိုင်ပြီးတော့မိုးသက်လေပြင်းကြားရောက်စဉ်ရေပြင်း၊မြေပြင်း၊လေပြင်းဟာတနအီကို35မိုင်ကနေမိုင်50ထိ တိုက်ခတ်နိုင်တယ်လို့ခန့်မှန်းရပါတယ်။ဒါကြောင့်ပြည်သူလူထုအနေနဲ့မိုးရွာသွန်းတာကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ရေကြီးတာ၊မြေပြိုလာနဲ့လေပြင်းတိုက်ခတ်တာတွေကြောင့်ဖြစ်ပေါ်လာနိုင်တဲ့အဆောက်အုံတွေသစ်ပင်တဲခိုင်းနေဖိုင်ဘာလိုင်းနဲ့လျှက်စက်တအားလိုင်းတွေပြိုကျရိုင်းနေတာစတဲ့သဘာဝဘေးရန်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကိုမြင့်ဒေတာအနေမှာနေထိုင်ကြတဲ့သူတွေအနေနဲ့မိုးကြိုးဖြစ်တာနဲ့မြေပြိုမှုအန္တရာယ်ကိုလည်းကောင်းမြမကန်ရက်တရှောင်းမြင့်ငယ်ချောင်းငယ်နေနဲ့ ညနေပိုင်းမှာနေထိုင်ကြတဲ့သူတွေအနေနဲ့လေပြင်းအန္တရာယ်နဲ့ခရီးလေးတွေရေကြီးရေရှမ်းမှုအန္တရာယ်တွေကိုလည်းကောက်ကြိုတင်သတိပြုနိုင်ဖို့နဲ့စိုက်ပျိုးမွေးမြူရေးတောင်းတဲ့အပါဝင်ပြည်ရင်းလေကြောင်းပြန်တိုက်ရေးပြည်ရင်းရေကြောင်းသွားလာရေးမကန်ရန်တရှောင်းနဲ့ကမ်းတော်ပင်လယ်ပြင်မှာရှိတဲ့ကမ်းနေကမ်းဝင်၅ဘန်းရေလေးဆက်လေတွေသင်္ဘောတဲ့အနေနဲ့လည်းသတိပြုရှောင်ရှားဖို့ တိပေးတင်ပြလာတာဖြစ်ပါတယ်။ဒါအပြင်မလူသားသူတေတီအွန်လိုင်းကလည်းဂျွန်လ၈ရက်နေ့ညပိုင်းမှာဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်ကမ်းခြေကိုစတင်ဖြတ်ကျော်နေပြီဖြစ်တဲ့လေဝေလိုင်း Inban 92W ကတော့တောင်တိုးပင်လယ်ထဲမှာတိုင်ဖုန်းမုန်တိုင်းအဆင့်ရောက်လာနိုင်ခြေကတော့တရားရခိုင်နှုန်းရှိတဲ့အကြောင်း ECNW ကခန့်မှန်းချက်ထုတ်ပြန်ပေးထားတာဖြစ်ပါတယ်။ ဒင်းလာပင်တော်အနောက်မြောက်ပိုင်းမှာအထက်လီဝင်တိုင်းတပ်ကိုစတင်ဖြစ်ပေါ်နေတဲ့ကြောင်းအိန္ဒိယမလူသားဌာနကဒီနေ့ထုတ်ပြန်ထားပြီးတော့ ECN တလူရဲ့ chart မှာတော့ဒီလီဝင်တိုင်းကတော့ cyclone မုန်တိုင်းဖြစ်နိုင်ခြင်း40ရာခိုင်နှုန်းသာရှိတဲ့ကြောင်းခန့်မှန်းထားတာတွေ့ရပါတယ်။ဒင်းလာပင်တော်ဘက်မှာတော့ cyclone မုန်တိုင်းဖြစ်နိုင်ခြင်းအလွန်နည်းပေမဲ့ တောင်တရုတ်ပင်လယ်မှာတော့ Impact 92 W တိုင်ဖုန်းမုန်တိုင်းဖြစ်လာပြီးတဲ့နောက်မြန်မာပင်လယ်ပြင်မှာအနောက်တောင်မုန်တုံးတွေအားကောင်းလာပြီးတော့ကာယူတန်းဒေသတွေမှာမိုးပေါ်ပါမယ်။မြန်မာနိုင်ငံပြည်နယ်တိုင်းဒေသတွေမှာတော့များသောအားဖြင့်မိုးသင်တင့်24နာရီပဲမိုးရေချိန်နှစ်လက်မကွာအောက်လွတ်သွန်းနိုင်ပါတယ်။စကိုင်းတိုင်းနဲ့မန္တလေးတိုင်းတွေကဝက်လက်ရှိဖို့ဒီပဲရင်ခင်ဦးစင်ကိုတပိတ်ချင်းစတဲ့လူနယ်တွေမှာတော့မိုးများနိုင်ပြီးတော့24နာရီအတွင်းမှာမိုးရေချိန်ဟာ80မီလီမီတာ ၃ဒသမ၁၅လက်မခံရွာသွန်းနိုင်တဲ့ကြောင်းခံမှန်းထားတာတွေ့ရပါတယ်လို့မလူသားသူတီတီအွန်လိုင်းကဂျွန်လ၈ရက်နေ့ည၇နာရီခွဲအချိန်မှာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးတော့လည်း2025ခုနှစ်ဂျွန်လ၈ရက်နေ့ည9နာရီချိန်နေ့နေ့စဉ်မလူသားထုတ်ပြန်ချက်မှာတော့ဘင်္ဂလားပင်လယ်အခြေအနေဟာကပ်ဘီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အရှေ့တောင်ပိုင်းမှာမုတ်တုံလေအားကောင်းရာကနေအားလုံးကောင်းနေပြီးတော့ကျန်ဘင်္ဂလားပင်လယ်အော်မှာမုတ်တုံလေအားနေငယ်ကနေအားတက်တဲ့ရှိနေပါတယ်။ နောက်ပါမွန်တက်ချင်းဒီခမှန်းကြမှာနေပြည်တော်မကွေးတိုင်းဒေသကြီးကချင်ပြည်နယ်၊ကယားပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့နေရာကျကျမန္တလေးတိုင်းဒေသကြီးနဲ့စကမ်းတိုင်းဒေသကြီးတွေမှာနေရာဆိတ်ဆိတ်နဲ့ကြက်တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာနေရာနှံ့ပြမွန်တက်ချုံရွာတော့ပြီးတော့ရောင်းတိုင်းဒေသကြီး၊စကမ်းတိုင်းဒေသကြီးအောက်ပိုင်း၊ရေအိုတိုင်းဒေသကြီး၊ဒရင်းတိုင်းဒေသကြီး၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာတော့နေရာကွက်ပြီးမြို့ကြီးပါမယ်။ရွာရရာလုံးပြီးဖြစ်ပါတယ်။ ဗိုလ်ဒိတ်တော်ဖြစ်ပေါ်မှုခြင်းကြီးကတော့နေပြည်တော်ရောက်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအီရောက်တိုင်းဒေသကြီးလင်းနိုင်တိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာမိုးတိတ်တော်ဖြစ်ထွန်းလျက်ရှိပြီးတော့အဆိုပါမိုးတိတ်တော်ရေရှားရနေရတခြားမှာတော့မိုးရွာသွန်းတော်ရဲ့အတူတူလေရင်းတွေတိုက်ခတ်တာမိုးထစ်ကြုံတာမိုးကျုပ်ပြတာလေစီးတတ်တာနဲ့မိုးတိကြတာစတဲ့မိုးရွာသားဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ဖို့အကြံပြုလာတာဖြစ်ပါတယ်။မြို့ဝကြောင့်ပေါ့ မဒမခွေမန္တလေးနိုင်ကမ်းတက်ချောင်းနဲ့ကမ်းတော်ပင်လေပြင်းမှာတခါတရံမိုးသက်လေပြင်းချရောက်ပြီးလှိုင်းကြည့်ပါမယ်။မိုးသက်လေပြင်းချရောက်စဉ်မှာရေပြင်းမြေပြင်းလေပြင်းဟာတနအီကိုမိုင်30ကနေ35မိုင်ထိတိုက်ခတ်ပါမယ်။ကျန်မမပင်လေပြင်းမှာလှိုင်းတင်းတင်းရှိပါမယ်။လှိုင်းမြေဟာမြဝကျုံပေါ်မိုးဒမခွေမန္တလေးနိုင်ကမ်းတက်ချောင်းနဲ့ကမ်းတော်ပင်လေပြင်းမှာတော့9ဘီကနေ17ဘီကနဲ့ရခိုင်ကမ်းတက်ချောင်းနဲ့ကမ်းတော်ပင်လေပြင်းမှာတော့6ဘီကနေ10ဘီကရှိပါမယ်။နောက်နေ့အတွက်ခမန်းချက်ကတော့တင်းနိုင်တိုင်းဒေသကြီးကရင်ပြည်နယ်မြို့ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းမှာမိုးပေါ်ပါမယ်။ ညီမျိုးနဲ့ညီတော်တို့မျက်ဖက်မျက်ခြေတွေခံမှန်းချက်ဟာနေရာကွက်ကြောင်မှုထည့်ကြုံရပါမယ်။ရန်ရာတော့ဖြစ်ပါတယ်။ရောင်မျိုးနဲ့ညီတော်တို့မျက်ဖက်မျက်ခြေတွေခံမှန်းချက်ကတော့နေရာကွက်ကြောင်မှုထည့်ကြုံရပါမယ်။ရန်ရာတော့ဖြစ်ပါတယ်။မန်လေးမျိုးနဲ့ညီတော်တို့မျက်ဖက်မိုးတဲ့ခြေတွေခံမှန်းချက်ကတော့မိုးတဲ့ခြေနှစ်ခြေထည့်ကြုံရပါမယ်။ရန်ရာတော့ဖြစ်ပါတယ်ရှင်။ဆက်လက်ပြီးတော့လည်းမုံတုံလေးနဲ့လေပွေလှရဲ့အရှင်ကြောင့်လာမယ့်တစ်ပတ်အတွင်းမှာရက်ရှည်ထည့်ကြုံမှုရွာသွားမယ်ကြောင့်ဖော်ပြပေးပါမယ်။ မောတောင်လေနဲ့လေပွေလာရဲ့အရှင်ကြောင့်လာမဲတပတ်ဂျွန်လာ9ရက်ကနေ15ရက်အတွင်းမှာတော့မြန်မာနိုင်ငံတော်ဝန်မိုးကြီးပြီးတော့ရေကြီးရေရှမ်းနိုင်တဲ့အကြောင်းမုစလကထုတ်ပြန်လိုက်ပါတယ်။ဖက်လီပင်လေပင်နဲ့ပင်လားပင်လေတို့မှာမောတောင်လေအားကောင်းလာတာတွေနဲ့အရှိတ်ဘက်ကရွေးချယ်လာတဲ့လေပွေလိုင်းတွေရဲ့အရှင်ကြောင့်တိုင်းနယ်ပြည်နယ်တွေမှာမိုးထစ်ကြောင်ရွာသွန်းပြီးတော့မိုးကြီးမှဖြစ်တဲ့အကြောင်းထုတ်ပြန်ပါတယ်။နေပြီးတော့ရန်ကုန်မတ်လေပဲခူးမကွေးစကိုင်းအရာတွေနေနိုင်တိုင်းနဲ့ကရင်ကရင်နီကယားချင်းမော်ရခိုင်ရှမ်းတောင်ပိုင်းနဲ့အရှိတ်ပိုင်းတွေမှာတော့ဒေသလိုက်နေရာကွက်ပြီးမိုးကြီးမှဖြစ်ကြောင်းလည်းသိရပါတယ်။ မြန်မာပြည်လုံးမှာတော့ရက်ရှည်ထစ်ချုံမှုရွာသွန်းနိုင်တယ်လို့တချို့နေရာဒေသတွေမှာတော့မိုးကြီးလိုရေရှမ်းတာတွေဖြစ်ပေါ်လာနိုင်တယ်လို့ဥဝေဖြူဝါကလည်းလူမှုကွန်ရက်ကနေခံမှန်းကခံမှန်းခဲ့ပါတယ်။မိုးတရံကရွာသွန်းတာနဲ့တူတူမြစ်ရေကြီးရေရှမ်းမှုလေပြင်းတိုက်ခတ်တာမိုးကြိုးပြစ်တာလေဆင်းလက်တာမြေပြိုလာတွေဖြစ်ပေါ်နိုင်လို့ထိထားနေတိုင်းပေါ်မိုးစလားကဆိုပါတယ်ရှင်။ ဆက်လက်ပြီးတော့လည်း2025ခုနှစ်ဇွန်လ10ရက်နေ့ညနေ3နာရီကနေည9နာရီတွင်မိုးထစ်ကြုံရွာမဲ့ဒေသတွေခံမှန်းချက်ကိုဖော်ပြပေးပါမယ်။ကချင်ပြည်နယ်နောင်မွန်ပူတာအိုမချမ်းပေါ်ဆန်ပရဝန်ဆော်လော်ရွှေကူမိုးညင်ကယားပြည်နယ်မှာတော့လွိုင်ကိုဒီမော့ဆိုဖရိုဆိုဘောလက်ခဲဖားဆောင်ရွာတဲ့မဲဆယ်ရှာတော့လော်ပီတာကရင်ပြည်နယ်မှာတော့လက်တူဘောကလေးတန်တောင်တန်တောင်ကြီးဖားပွန်ကမာမောင်ရှမ်းရွာတဲ့လှိုင်းပွဲပိုင်ကြုံဖန်အံ့ကြုံတုံးကော့ဂရိတ်မြောက်ရီမဲဆောက်ကြိုင်းစိန်ချင်းစုကလိကြိုက်တုံဖျားသုံးစုံချင်းပြည်နယ်မှာတော့ကြီခါ တွန်းဆန်တီတိန်ရီခေါ်တာထန်ဒလန်ဟာကာရီစာမတူဘီဆမီပလဝမင်းတက်ကံပတ်လက်အမှုပြင်းနေမှာတော့တင်စီရဲ့ကြိုက်တော်ကြိုက်ထီးယိုးဆောင်ကြိုက်ထီးယိုးတောင်ဘီလင်တထုံပောင်မော်လမြိုင်ချောင်းစုံကြိုက်မယောမူးတုံကြိုက်ခမီတိုင်ပြူစီရဲ့ဆက်စဲလမိုင်းရေခေါ်စာ Sáng bây giờ mà mua mệt mà đồ nằm đồ nát sẽ mai <laughs> ngồi mai lộn tì bộ chào bè nào chú. Nên là nàng khán tạm mua nhé quốc khai môn của công trạng lao cải lá chú tế đi mai yếu trái nhé. Mai bảo mai kẻ mai nhà mai là mai biển đông đá chai đó. Mai ông chai lẻ trả lý trả trị lý mê sai mai biển mai khổ mai sẽ. Mai đồng bông bà chân mông thả mai bán. Chai đồng mai liên khí mau mê. Hù mê chai chú. Mai nào mai sáng. ကာရီကိုဟင်ခိုလန်ကျေးဒီမိုင်းကင်လဲချပင်လိုလွမ်းလင်းနတ်ဆိုင်အင်းတော်ရက်ဆောင်ရွာငံပင်တရာကလောအောင်ပန်ဟဲဟိုရွှေညောင်ဧတာယာတောင်ကြီးဟိုဘုံညောင်ရှိမိုင်းတောက်တီကျက်နောက်တရား ကြောက်တလုံးကြီးပင်လောင်စီဆိုင်ပေါင်းလောင်ဖဲကုံမိုးပြင်းစကိုင်းတိုင်းမှာတော့ပန်ဆောင်နန်းယုံလက်ဟဲခန်းဒီလေးရှိထမှန်တင်ဆမရာကလေးမန်နေတိုင်းမှာတော့မိုးကုတ်မရရပြုံးလွင်တရာဦးစင်ကင်ကြောက်စဲတဲတော်တာစီပြော်ပွဲရမဲတင်ကြောက်ပရောင်ပုတ်ပါမကွေးတိုင်းမှာတော့စောကြောက်သူထီလင်ကံကောစေတုတရာတရက်မင်းတို့အောင်လံအောက်ကံမှာနေပြောမှာတော့တက်ကုံလေဝေးပြင်းမနာအီလာဥဒရာတိရိဇီယာတိရိပုပ္ပတိရိဒက္ခိနာတိရိစဘူတိရိဖြစ်ပါတယ် ။ပဲခူးတိုင်းမှာတော့ပြည်ပရောင်ပေါကောင်ရွှေတောင်တဲကုံပေါင်းတဲ့နက်ဒလင်စီကုံကျွေးကောက်အုတ်ဖုံမွန်းညိုလက်ပန်းတက်ရောက်ရီ30စွာကြီးရာရှိကီတုမီအုတ်တွင်တောင်ကိုထားတဲ့ပင်ညောင်ချေတော့ဇရရီဖြူကညိုကွင်ကြောက်ကြီးပဲနယ်ကုံကြောက်တရာပိန်းစလို့ညောင်လေးပင်ပြွန်သက်စာတိုက်ဦးမတော့ရွှေကျင်ပြင်ပုံကြီးဖျားကြီးဝပကူတနက်ပင်ကဝတဝအင်းတကောတက္ကလာဖြစ်ပါတယ်ရန်ကုန်တိုင်းမှာတော့အဖြောင်အုတ်ကန်တိုက်ကြီးလေကူဖောင်ကြီး မော်ပြီးထားရပင်မင်္ဂလာတုံရှိပြီးသားအင်းစိန်လှိုက်တရာတန်လျင်၃ခွကြောက်တန်ခရမ်းတရာ တွန်တင်ကွကြကုံကော်မှုစိတ်ကြီးခနောင်တို့တလတကုံလမ်းမတော်လာတာပပဲတန်းကြောက်တရာအလုံးကြီးမြင်နိုင်စမ်းကြောင်မယန်းကုံလှိုင်မြောင်းကလာပါတင်ငန်းကျုံတောင်းကလာပါတာမူရန်ကင်းဘူတထောင်တော်ပုံမင်းလာတောင်းညော့ပစွန်တောင်းတာကေတာကမာရွဘဟန်တကုံစေကအရှိတကုံတောင်းတကုံမြောင်းတကုံတို့ဖြစ်ပါတယ်အီရီတိုင်းမှာတော့ဇလွန်တနုပြူပန်းတနော်ညောင်းတော်မအိုပင်ကြိုက်လက်ဖြာပုံဒိဒရဲ့ဘူကလေးမော်လမြိုင်ကျုံကျုံမငီဝါခဲမှာအိမ်မဲလာပတ်တာမြောင်းမြောင်းငွေဆောင်ဖြစ်ပါတယ် နင်းလိုက်တိုင်းမှာတော့ကလေးအောင်ရေပြူမြတ်တာတဝဲလောင်းလုံးတည့်ရချောင်းပလောပလောက်ကျွန်းစုဘိတ်တနင်းနာကြီးပြည်ကြီးမှန်တိုင်းပုတ်ပြင်ကရတူရီခမောင်ကြီးကောတောင်ဖြစ်ပါရဲ့ရှင်